အားလုံးမင်္ဂလာပါဒီနေ့တရေသိမ်းသင်ခင်းစာကတော့အခန်း3လေ့ကျင့်ခန်း3.10အနေနဲ့6ရက်ကာယကာဝေကနေဖြစ်ပါတယ်ဒီမှာ6မှာဆိုရင်အောက်မှာဂိမ်းနှုတ်ကိုရှင်းပြီးရောတယ်နော်ဒါကတီကိန်းစာစာရင်းညီမချင်းစားလက်အပေါင်းအကျဉ်းအပေါင်းစာရင်းပုံစံမျိုးပြပါတယ်အဲ့ဒီမှာနံပါတ်ကကြည့်မှဆိုရင် h² - 4ကို 8+2 နဲ့ကျတော့စားပြရမှာပါ။ဆရက်ကမှကျတော့ အဲဒီ game မှာဆိုရင်တစ်ချက် game ပါပဲတစ်ချက် game မပါတဲ့ကြည့်ကြရဲမှာ08ကိုစသည်မယ်ပေါ့နော်အဲဒါဆိုရင် a square 08 minus 4ပေါ့အဲဒါဆိုရင် a plus 2နဲ့0စားတဲ့ခါမှာရှင်းဆုံးက game ကြီးကြည့်တဲ့ခါမှာ a square a square ကိုကျတော့အိနဲ့ဝင်မှာဖြစ်တဲ့အတွက်အိနဲ့ထပ်ဖြစ်နေတာဖြစ်တဲ့အတွက်ကျတော့8တလုံးနဲ့0ကမြောက်ပေးရတယ်အိနဲ့အိနဲ့မြောက်တော့ a square ရရပေါ့နော်2နဲ့အိနဲ့မြောက်တော့2ရရပါတယ်ဟုတ်ကလက္ခဏာရေးပြောင်းမယ်ပေါ့ ။နောက်တစ်ခါမှာ plus square နဲ့ minus square နဲ့ကကြေွားမယ်။အဲ plus 0h နဲ့ minus 2h ဆိုတော့ကြေွား minus 2h နဲ့ဘိုးပေါ်မှာ minus 4ကျန်တာကိုယူဆက်ချလိုက်မယ်နော်။ဒါဆိုရင်ကျလို့နေချင်တာ minus 2h ပါ။ဒီမှာအဲ့ဒီလုံးမရှိတဲ့ကြေွား minus 2နဲ့မြောက်ပေးရပါမယ်။မိုင်းနက်2နဲ့မြောက်တဲ့ခါမှာမိုင်းနက်2နဲ့အိမ်နဲ့မြောက်လို့ရှိရင်မိုင်းနက်2ရရပါတယ်မိုင်းနက်2နဲ့2နဲ့မြောက်တဲ့ခါမှာကျတော့မိုင်းနက်4ရရပါတော့ဒါဆိုရင်ကျတော့အောက်ကလက္ခဏာတွေကြောင်းမယ် နှုတ်တွေကအပေါင်းဖြစ်သွားမှာနော်ဒါဆိုရင် minus 2နဲ့ +2 နဲ့ချိန်မယ် minus 4နဲ့ +4 နဲ့ချိန်မယ်အဲ့ဒါကြီးကျွန်တော်ကအဖြေက0ရပါတယ်အဲ့ဒါကြီးစာလက်ကအဲ့ minus 2ဖြစ်ပြီးတော့အချင်းကကြတော့0ပါအဲ့ဒီမှာကျွန်တော်မြေဥမှာပြထားတဲ့အတိုင်းပဲကျွန်တော်ကလုံးမယ်ဆိုတော့ဒီ game ပါဒီ game ဒီ game တစ်ပိုင်းရဲ့ by စာကိန်းပေါ့နော်အဲ့လိုမျိုး x square minus 4 by 8 plus 2ပေါ့နော်သူပြထားတဲ့မြေဥကိုရေးမယ်အဲစာလက်အပေါင်းအချင်းကိုစာကိန်းနဲ့အချင်းကိုစားတာပေါ့နော်အဲ့မှာ စားရကကျတော့အိမိုင်းနဲ့တူဖြစ်ပါတယ်အချင်းကတုံညာဖြစ်တဲ့တုံညာကိုယူလို့စားရင်းဖြစ်တဲ့အိပက်တူနဲ့စားရင်တုံညာပဲရတာဖြစ်တဲ့ယူကနောက်မှဆက်ပြီးတော့ပဲနဲ့ယူစားလက်ကိုပဲရေးလိုက်ရပါတယ်နော်အချင်းတုံညာဆိုရင်ယူကအဲနောက်ကစားလက်ပလက်အချင်းပိုင်းအဲစားကိန်းပုံနဲ့ယူဖောက်ပြလို့မရဘူးကောနော်ဒါပေမဲ့ယူကစားလက်နဲ့ပဲရေးပါတယ်အိမိုင်းနဲ့တူပေါ့နော်နမခဝေးပါနမခဝေးမှလည်းယူ h2 ပလက် 2tf 50s2 နဲ့ s2 ကိုယူ 40-5n နဲ့စားမှာပါ အဲ့တော့ဒီအရှင်းဆုံးမှာ80 square ဘယ်တော့အရှင်းဆုံးမှာစာရင်းရဲ့အရှင်းဆုံးမှာကျတော့40အဲ့တော့ကျတို့ကညှောက်လိုက်တဲ့အခါမှာ40ကို80 square ပြောင်းအောင်ကျတော့ဗာတော့20နဲ့ညှောက်ပေးရပါတယ်။ဒါဆိုရင်20နဲ့40နဲ့ညှောက်တဲ့အခါမှာကျတော့80 square ရတယ်ဟုတ်ပြီနော်။20နဲ့ minus 5နဲ့ညှောက်တဲ့အခါမှာ -10 ထည့်ရရပါတယ်။ဒါဆိုရင်အောက်ကလက္ခဏာတွေပြောင်းမယ်။လက္ခဏာတွေပြောင်းတဲ့အခါမှာ +80 square နဲ့ -80 square နဲ့ကြည့်ရအောင်မယ်။ +2ds နဲ့ +2 10 TS ဆိုတော့ကျွာ plus 20 TS ရပါတယ်ဘော minus 15 TS ကိုကျွာအောက်ကိုဆွဲချမယ်အဲ့ဒီ20 TS ရဖို့အတွက်ဆိုကျွန်တော်လေးကိုသုံးနှက်မြောင်ရင်တွဲရမယ်။ဒါကအဲ TS လိုချင်တာဖြစ်တဲ့အတွက် S နဲ့မြောင်မယ်ပေါ့နော်။ဒါကြောင့်မို့ကျွန်တော် plus TS နဲ့မြောင်ပါမယ်။နောက်တစ်ခါမှာလုံးလေးလီယာဆက်နေ T နဲ့နဲ့မြောင်တော့ခါမှာ TS ရပါတယ်။နောက်က minus 3 3လီယာ15 S ပဲပေါ့နော်။ အဲ့ဒါကြီးတော့အောက်ကလက္ခဏာတွေကြောင်းနေမြင်ပါပြောင်းနေပြီးတော့ plus 12 ts နဲ့ minus 12 ts ကြီးပါမယ် minus 15 s square နဲ့ plus 15 s square နဲ့ကြီးပါမယ်အဲ့ဒီအဖြေက0ပါအဲ့ဒီကြီးတော့ဆားလက်က 2t plus 3ရပ်ပြီးပြီးတော့အချင်းရကြတော့0ဖြစ်ပါတယ်ဒါဆိုရင်အပေါ်ကသူနော်မေကုမပေးထားတဲ့အတိုင်း medical game မှာစားကိန်းနဲ့တွေ့တဲ့ခါမှာကျွန်တော်အချင်းရ၃ညဖြစ်တဲ့ပြည့်ကျွန်တော်ဆားလက် 2t plus 3ရပ်ပဲရေးပါတယ်အချင်းကို အချင်းတုံညောင်ရစာရင်းဖြစ်တဲ့40 minus 5ရဲ့နဲ့စားလို့ရှိရင်လည်းဒီလိုပဲရမှာဖြစ်တယ်ပြောကြည့်လို့ထည့်ပြီးတော့နေရတော့ပါမယ်နော်နောက်တစ်ခုကနံပါတ်ကငယ်ပါနံပါတ်ကငယ်က a square minus 9a plus 20ကို a minus 4နဲ့စားမှာဖြစ်ပါတယ်ဒါအဲ့လိုရှိရင်ကျတော့နော်အဲ့ဒါရင် a square minus 9a plus 20ကို a minus 4နဲ့စားမှာပေါ့နော်စားတဲ့အခါမှာဒီ a square နဲ့ a နဲ့ကြာတော့ဒီ a တစ်လုံးနဲ့မျှလို့ရှိရင်ရပါတယ်ဒါဆိုရင် a နဲ့ a နဲ့မျှတော့ a square ရပြီးတော့ ိုင်းနက်ဖုန်းနဲ့အေးနေတဲ့အခါမှာမိုင်းနက်ဖုန်းရရပါတယ်။အပြင်အောက်ကလက္ခဏာတွေကိုပြောင်းပြလိုက်မယ်။ဒါဖြင့် plus a square နဲ့ minus a square နဲ့ကြည့်ရမယ်။ minus 9နဲ့ plus 4ကြီးကလက္ခဏာမျိုးတော့ကြိုးနှုတ်ပေးရတယ်။နှုတ်တဲ့အခါမှာ minus ကများရတဲ့ minus ကိုပြန်ရင်မယ်။နော်9ရတဲ့4ရတဲ့တော့ minus 5ရကျန်ပါရဲ့။နော် plus 20ကိုအောက်ကိုဆွဲချမယ်နော်။ဒါဖြင့်ကျွန်တော်ကအဲဒီမှာ a တစ်လုံးမဲ့စာရင်းမှာ a လုံးမဲ့ရှိတယ်။ဒီရင်းမှာ minus 5ဒါပြင်ကျတော့ဗာနဲ့မြောက်လဲဆိုရင် -5 နဲ့မြောက်ပေးရပါမယ်။ နော်ဒီလို minus 5လိုတာဖြစ်တဲ့ minus 5နဲ့မြောက်မယ်အဲ့တော့ minus 5နဲ့ a နဲ့မြောက်တော့က minus 5 a ဖြစ်သွားမယ် minus 5နဲ့ minus 4နဲ့ဆိုတော့ plus 20ဖြစ်သွားမယ်နော်အနုနနုနဲ့ဆိုဆိုအပေါင်းဖြစ်သွားပြီပါနုနနုနဲ့မြောက်ရင်အပေါင်းဖြစ်မယ်ငါးလေးလေးက20ဖြစ်ပြီနော်အဲဒီကလက္ခဏာတွေတောင်းပါမယ်ဒါနဲ့ကမှ minus 5နဲ့ plus 5နဲ့ကြည့်မယ် plus 20နဲ့ minus 20နဲ့ကြည့်မယ်နော်အဲ့တော့ဒီက0ပါအဲ့ဒီစားလက်က a minus 5အချင်းကကြတော့0ဖြစ်ပါတယ်။အဲ့ဒါကိုကျတော့အပေါ်အတိုင်းပဲ TK-1 ဒီဂိမ်းပိုင်းစာဂိမ်းနဲ့အာဒီဂိမ်းပိုင်းစာဂိမ်းအတွဲတူစာလက်ပလက်အချင်းပိုင်းစာဂိမ်းပေါ့နော်အဲ့ဒီမာကုဏတိုင်းမှာအချင်းရ၃ညဖြစ်တဲ့ပဲစာဂိမ်း A မိုင်းနဲ့ကုဏနဲ့စားတဲ့အခါမှာ0ပဲရမှာဖြစ်တဲ့ပဲဒီလို0ရတဲ့အချင်းပိုင်းလေနောက်ကနော်အချင်းပိုင်းစာဂိမ်းကိုဒီလိုရေးစရာမလိုပါဘူးပေါ့နော်စာလက်လေးပဲရေးလိုက်ရပါပြီဒါကဒီနေ့ကတော့ဒီချိန်ငယ်နော်3ဒီချိန်ငယ်3.30ကနံပါတ်6ရဲ့ကာကြီးခါဝေကငယ်ဖြစ်ပါတယ်ဂျန်နက်ဘုတ်တွေကိုနောက်တစ်ချိန်မှာဆက်ပြီးတော့ ရှင်းပြပေးပါမယ်နော်ဇုံးကြီးကြီးပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်